ကျွန်တော်ဖပေးရဲ့ဒီ point of view လေးတွေဘယ်လိုမျိုးလေးရှိလဲဆိုတာမျိုးတွေပေါ့နော်။အော်ဖပေးကဖပေးကဒီ framework ပေါ့နော်ကျွန်တော်အဲခဏခဏပြောရတယ်ပေါ့နော်။ဖပေးက framework ပဲ။အဲ framework မှာကျွန်တော်တို့ကဒီတခြားဒီဘယ်လိုခေါ်မလဲ။အဲ production ready ပေါ့ဗျာနော်။ production ready ဖြစ်တဲ့ update တစ်ခုပြီးတစ်ခုကျွန်တော်တို့က installation လုပ်လို့ရတယ်။လုပ်ပြီးတော့ကျွန်တော် migration လုပ်ပြီးတော့တုံးလို့ရတယ်။ အဲကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုလုပ်ထားလဲဆိုတော့အခုလောလောဆယ်ဒီ setup မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ထားလဲဆိုလို့ရှိရင် Frappe ရဲ့ framework ရဲ့ ERP name ဆိုတဲ့ app ရဲ့ကိုတွင်းထားတာဒီကောင်တို့သွားတာဟော Frappe framework ကသူ့ရဲ့သူ့ရဲ့ပေါ့နော်အားသာချက်တွေပေါ့ဗျာနော်သူ့ရဲ့အားသာချက်လေးတွေဘယ်လိုလေးရှိလဲအဲ့ဒါလေးကျွန်တော်နည်းနည်းလေးရှင်းပြမယ်အပေါ်ရန်လေးပဲပေါ့သူကသူ့ရဲ့ background ကတော့ Python နဲ့ရေးထားတာ Python language နဲ့ရေးထားတာပေါ့နော် Python language နဲ့ကျွန်တော်က ုံးလိုက်ရအောင်နောက်ပြီးတော့လိုကုတ်ဖြစ်တယ်လိုကုတ်ဖြစ်တယ်ဆိုတော့ကုတ်အရင်များများဆဆကြီးရေးစရာမလို app တစ်ခုရတယ်ပေါ့နော်မင်းကိုကဟိုဘယ်လိုခေါ်မလဲဒီ business logic ကိုမြင်နေဖို့ပဲအဲကိုဘာလို့လုပ်ချင်လဲကိုရ idea ပေါ့နော် idea ရှိနေဖို့ပဲအဲ idea ရှိရဆိုရှင်အဲဒီ python နဲ့ကျွန်တော်ကနည်းနည်းပွားရေးလိုက်မယ်ကုတ်လည်းအများကြီးများများဆဆကြီးလိုနေတာမျိုးတော့မဟုတ်ဘူးနော်အဲသူကသူ့ရဲ့ပထမဆုံးအားသာချက်ပေါ့လေနော်နောက်ပြီးတော့သူကသူရဲ့ base က everything is dot die ပဲ အကုန်လုံးပေါ့နော်ဒီ UI မှာရှိသမျှအရာအားလို့ဒီအခုကျွန်တော်မြင်နေရတဲ့ဒီတုံးရတဲ့ဥစ္စာတွေအားလုံးကဒေါတိုက်ပုံမှာပဲသွားတာအဲအဲဒေါတိုက်တစ်ခုဖန်ပြီးလိုက်ပြီဆိုတော့ねအဲဒေါတိုက်တွေကသူကတေဘယ်တစ်ခုဖန်ပြီးတယ်အဲဒေါတိုက်တွေ UI တစ်ခုလုပ်တယ်အဲဒေါတိုက်တွေ list view တစ်ခုလုပ်တယ်ပြီးလို့ရှိရင်အဲဒေါတိုက်တွေ REST API တစ်ခုထွက်လုပ်တယ်သူကအဲ့တော့ဒေါတိုက်တစ်ခုဖန်ပြီးလိုက်တာ ਨੇ ကျွန်တော်တေဘယ်က UI ရိုးဖောင် UI ပေါ့နော် entry ဖောင်အတွက်လည်းပါတယ်ပြီးလို့ရှိရင်အဲဒေါတိုက်တွေပဲကျွန်တော်တို့က list view collection ပေါ့နော် ်လေဆူးတစ်ခုလည်းပါတယ်ပြီးလို့ရှိရင် rest api တစ်ခုလည်းပါတယ်တော်တော်မိုက်တယ်ကိုကငိုလိုက်လို့ဆရာမလို့ဘူးဗျာနော်တော်တော်အဆင်ပြေတယ်ဒီ framework ကပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီ found နေပေါ့နော်ဒီနောက်တစ်ခုကကျတော့ဒီသူ့မှာ building ui နဲ့ workflow နဲ့တွဲပါပြီသားအဲကျွန်တော်တို့က react တို့ js တို့ကျွန်တော်ကအရင်မသိဘူးဆိုရင်တော့မှဒီ found တွေဒီ report တွေ workflow တွေကတိုက်ရိုက်ဖန်တီးလို့ရတယ်နော်အဲကိုပေါ့ကုတ်နေလိုက်လို့ဆရာ မလို့ဘူးပေါ့ဗျာနော်အဲဘေးရင်ဒီ workflow တွေရှိပြီဒါပြီးလို့ရရှင်ဒီ role တွေ permission တွေဒါဒါ application တစ်ခုမှာအရေးကြီးတယ်ပေါ့နော်ဒီ user တွေ role တွေ permission တွေအဲ့အရာတွေကိုကျွန်တော် drag and draw တွေရချက်ဒီ checkbox လေးတွေ on ယုံနေတယ်ဗျာ on off လုပ်ယုံနေတယ်တော်တော်လေးကိုအလွယ်တကူထိန်းချုပ်လို့ရတယ်ပြီးလို့ရှင်အားလုံးက free ပဲပေါ့နော်အခမဲ့ပဲဒီ framework ကိုတုံးတော့ဘယ်လောက်ပေးရမယ်ဆိုတာမျိုးမရှိဘူးပေါ့နော်ကျွန်တော်တို့ကအခုဒီ free ပေးရ version ပေါ့ဗျာနော် ဝါရှင်ဟိုကြည့်ကြည့်ပေါ့နော်ကျွန်တော်ဖယ်ပေးဝါရှင်15ပေါ့ကျွန်တော်တို့အာပြီးခဲ့တဲ့ session မှာကျွန်တော်တွင်းခဲ့တာဝါရှင်15 Airbnb ကဖယ်ပေး frame ကလည်းဝါရှင်15ပဲအဲ့ဝါရှင်15မှာတုံးလို့ရတဲ့ app တွေမှန်သမျှကိုကျွန်တော်တို့က install လုပ်လို့ရတယ်အဲ့တော့ကိုယ်မသိဘူးဆိုလို့ရှိရင်ဗျာအာမသိဘူးဆိုလို့ရှိရင်ကျွန်တော်လိုက် share ကြည့်လိုက်ပါနော် FIPP Frappe အဲ MARKD Marketplace ပေါ့ အဲ့ဒါဆိုရရှင်ဒီမှာ cloud marketplace ဆိုတာလည်းရှိတယ်အဲရှာကြည့်ပါဗျာနော်အများကြီးရှိတယ်အဲ့ဒီထဲမှာ background တွေကဘယ်လိုတုံးလို့ရလဲပေါ့ဒါ fabric မှာရှိနေတယ် ready app တွေပဲအဲ့ဒါတွေက cloud ဆိုလို့ရှိရင်တော့ကျွန်တော်တို့က cloud မှာဆိုရင်တော့အကုန်လုံးကရတယ်ဒါပေမဲ့ cloud ကတော့အဲအဲ့လိုမျိုးဒီမျိုးပတ်စံနေနေတော့ပေးရတယ်ပေါ့ဗျာနော်အလဲကတော့မရဘူးနော်သူကလဲကပေးထားတဲ့ free trial ကျော်ဝိုင်းနော်ပတ်စံပေးရတယ်ပေါ့ဒါကတော့အာလုပ်ငန်းရှင်နေနေနဲ့ကျတော့ကျွန်တော်တို့ကိုယ်ပိုင်း ကျွန်တော်တို့ခုနလိုမျိုး insulation အစင်းစင်ကိုမလုံးတော့ပဲနဲ့သူကတခါတည်းတန်းသုံးမယ်တခါတည်းတန်းလုံးမယ်ဒါပေမဲ့အဲ့လောက်အဲ့လောက်ကြီးအရင်မကောက်ကျွန်တော်တို့ကဒါလေးတည်နေတော့နည်းနည်းတက်တာပဲပေါ့နော်ကိုယ့်ဘောင်ကိုကိုယ်စာပေါ်မှာကိုယ်လုံးလို့ရမယ်ပေါ့ဒီလိုပုံစံမျိုးနဲ့ရေချက်ကတော့နော်အဲအများကြီးပဲဒါဒါ ERB နဲ့ဒါကျွန်တော်တို့သိမှုတယ်ပြီးလို့ရှိရင်ဒါထွေးလို့ဆိုလို့ရှိရင်ဒါ try လို့ဆိုလို့ရှိရင်ပါလဲဆိုတော့ဟိုပါလဲ message ပို့တဲ့ service ဖြစ်လိုက်ပြီဗျာနော်အဲ PDF တွေရှိမယ် Telegram မှာညာအများကြီးမျာ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 းကြီးပဲ အဲ့အများကြီးကိုကိုလိုက်ရှာပြီးအဲ့ app တွေတခုချင်းကျွန်တော်တွေ့ရတာဒါပေမဲ့ app တိုင်းရမယ်တော့မဟုတ်ဘူးဗါတချို့ app တွေက version 15မှာ support ပေးခြင်းမပေးမယ်နော်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးလေးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါ HR ဆိုရင်အဲ့ HR အဲ့ HR ကိုကျွန်တော် support ပေးမလားဒါဆို HR ရဲ့ဥစ္စာ HR ဘယ်ကောင်နေ support ပေးလဲနော် version 15 version 14အားအဲ့ဒါ14 15 HR ရရတယ်ပေါ့အဲ့ဒါဆို HR နဲ့ payroll နဲ့တုံးညင်းတဲ့လူတွေကဒီ HR payroll ကိုကျွန်တော်က ယူလိုက်အောင်မယ်ဒါမှဒီတိုင်းတော့ install တော့တော့လုပ်လို့မရဘူးเนาะကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ကအဲ့ HR page ကိုဘယ်လိုယူရမလဲဆိုတော့ GitHub ကမှလည်းသွားကြည့်ရမယ်ကြည့်ပြီးလို့ရှိရင်အဲ့ကောင်ကို get up လုပ် get up လုပ်ပြီးလို့ရှိရင်အဲသူ့ရဲ့အတူကတော့ HRMS ပဲဖြစ်မှာပါကဲ GitHub မှာကျွန်တော်တို့ကတစ်ခုချင်းသူပြောပြထားမယ်အဲ့ command လေးကိုရိုက်မယ်ပြီးလို့ရှိရင် get up လုပ်မယ်ပြီးလို့ရှိရင် install လုပ်မယ်ပြီးလို့ရှိရင် migrate လုပ်မယ်အဲ့ဒါဆိုရင် HRMS ကရပြီအဲ့တော့ HRMS တစ်ခုလောက်ကျွန်တော်တို့ twin ကြည့်မယ်ပေါ့နော်ဒီ video လေးမှာเนาะဆိုလို့ရှိရင်ဒါ account နဲ့မှာဆိုလို့ရှိရင်ဒါ ရပီနေစီရဲ့အကောင့်တင်းပေါ့နော်အာအကောင့်တင်းပါညာပါညာပါတယ်အဲ့မှာကျွန်တော်တို့ကဘေးရိုးလို့နော်အာဒီ employee management တို့ဒါမျိုးတွေမပါဘူးပေါ့နော်မရှိဘူးနော်မပေါ်နေဘူးဒီ menu တွေမှာအဲ့တော့အဲ့ဒါလေးတစ်ခုတော့ကျွန်တော်တို့တွင်းကြည့်မယ်အဲ့တော့ကောင်းပြီသူက version 15 support ပေးတယ်ဆိုတော့ကျွန်တော်တို့က GitHub ကိုသွားလိုက်မယ် အာဂိမ်းမှာကျွန်တော်တို့ဘယ်ကမန်းသုံးရမလဲဒါလေးကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒါသူရဲ့အိရှာတွေနဲ့ပတ်သက်တဲ့အဥ္စာတွေပေါ့ဗျာနော်ဒီဒီကတော့ကိုအောင်မယ်အဲ့တော့ဒါကဒေါကာနဲ့သွားရဲကောင်ကောင်းပြီကျွန်တော်တို့က manually setup လုပ်ချင်တာ manually setup ကဘယ်မှာလဲပေါ့ Okay ဒီမှာ get up ERP next ဒါကျွန်တော်တို့မှာရှင်းပြတာကြီးအဲ့ဒါဆိုကျွန်တော်တို့ကဘာလဲလို့လဲဆိုတော့ HRMS ပဲလို့ရတယ်ဒါပဲဒီဒီဒီကဒီ bench get up HRMS ဆိုလို့ရှိရင်ကျွန်တော်က application ရပြီရပြီဆိုရင်ကျွန်တော်တို့ install လုပ်မယ်ပြီးလို့ရရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရရှိရင် migration လုပ်မယ်ဒါပဲเนาะအဲကျွန်တော်ကဒီ command ပဲလိုတာကျန်တဲ့ command เนี่ยကျွန်တော်တို့တူမှာပေါ့အဲတူမှာပေါ့ဒီနှစ်ចောင်းတော့တူမှာပေါ့เนาะ okay အဲကျွန်တော်တို့ command လေး run ကြည့်အောင်အေးဟာကောင်းပြီအဲ့ဒါဆိုရှင်ကျွန်တော်တို့ကဒီမှာဒါခုန file on ရတာဒီမှာကျွန်တော်တို့ဆက်ပြီးတော့ run ကြည့်မယ်အဲ့တော့သူဘာလုပ်ချင်တာလဲဆိုတော့ကျွန်တော်က bash ကဘာလုပ်ချင်တာလဲဆိုတော့ get up လုပ်ချင်တာ အာဘာလို့ဆိုတော့ application လို့ကျင်တာဘာလဲဆိုတော့ HMS ကိုလို့ကျင်တာအဲ့တော့ကျွန်တော်ကတကယ်လို့မြန် branch ပြထပ်ခွဲဆိုရင်တော့ branch အတီချာနဲ့သွားပေါ့ဗျာနော်အဲကျွန်တော်ကသူပြောထားတဲ့အတိုင်းပဲယူလိုက်မယ်အာဘာပြဿနာတက်နိုင်လဲပေါ့နော်အာဆိုတော့တကယ်လို့မြန် connection error မျိုးတွေပဲရှိတယ်ဆိုရင်တော့ VPN ဖွင့်ပေးရမှာပေါ့ဗျာနော်အာဒီရန်နဲ့ပတ်သက်တဲ့ဥစ္စာမှာသွေးလို့ရရှင်အဲရန်ကတစ်ခါရောက်ရှင်အဲ့လိုမျိုး ကွန်နက်ရှင်ပြဿနာရှိတယ်ဗောနော်ကျွန်တော်ရဲ့ပိတ်ထားတဲ့အမှုတွေဗောဗျာနော်အဲ့တော့ error တက်သွားရေအဲ့ကျွန်တော်သွားကြည့်လိုက်လို့ရှိရင်ဘာ error လဲဆိုတာ connection error ပဲတို့လားနော် connection error ပဲအဲ့တော့ဒီ connection error ကိုကျွန်တော်ကဖြေရှင်းတယ်ဘာမှမဖြစ်ဘူးကျွန်တော်ဒါလေးကို VPN ဖွင့်လိုက်မှာကျွန်တော် WinSky သွင်းထားတာပဲလေနော်အဲ VPN ရတဲ့အချိန်ကြာလို့ရှိရင်ဒါလေးကျွန်တော်တို့ပြန် install ဟိုက gap လောက်လိုက်မယ်

အဲ့တော့တခါဒီမှာကျွန်တော် HMS twin တဲ့အချိန်မှာတော့เนาะ payment လို့ဆိုရဲ module လိုဟာမျိုးမရှိလို့ရွေးရှင်းလဲပြဿနာတိုင်းတိုင်းမျိုးကြီးရှိရယ်เนาะအဲ့တော့တကယ်လို့ payment ကျွန်တော်တို့တောင်းတယ်ဆိုရင်ကျွန်တော် payment module ထည့်မယ်ပေါ့เนาะအမတောင်းဆိုတော့ကျွန်တော်မထည့်တော့အဲ့တော့ကျွန်တော်အခုမလုပ်မယ်ဆိုတော့ install လုပ်မယ်ဘယ်မှာလုပ်မလဲဆိုတော့ကျွန်တော်ရဲ့ site မှာ install လုပ်ရမှာ my erp ဗါလဲ my erp.local ဆိုတဲ့ site မှာပေါ့နော်အဲ့တော့ ျွန်တော်တို့သွားမယ်ပေါ့ဗျာနော်အဲ့တော့ BNC ရဲ့ bench အဲကျွန်တော်ရဲ့ site ကို dash SID site site နာမည်က my myerp.loc ရဲ့ local ဘာလို့ချင်တာလဲဆိုတော့ INS ရဲ့ install app ဟာလေ HRMS ဒါခုနကတော့ကျွန်တော်တို့က get up လုပ်တာအခုက HRMS ဆို install လုပ်မှာဒီ site အဲ့တော့ဒီမှာကျွန်တော်တို့က payment နဲ့ပတ်သက်ပြီးတော့ဘာ error မှမရှိဘူးဆိုလို့ရှင်တော့ okay အဆင်ပြေပြီ။အဲ့တခါတည်းမှာ payment ဆိုပြီးတော့ပြဿနာတက်တာပြဿနာအဲ payment module မရှိလို့ဆိုပြီးတော့အဲ့လိုမျိုးအဲပြဿနာတက်တာမျိုးဖြစ်နိုင်တယ်။အော်ခုတော့အခုကဘာလဲဆို connection ပဲเนาะ။အဲကျွန်တော် connection ပြဿနာပဲ။အာဟုတ်ပြီ။အဲဒီက connection မဖြစ်တဲ့ညာဖြစ်တယ်ပေါ့ဗျာเนาะ။ okay ကျွန်တော် VPN ပြန်ဖြုတ်မယ်။ ညခုနကဆိုပဲကျွန်တော် app ပြန်လုပ်မယ် install app အဲ့တော့ဒီမှာကကျွန်တော်တို့ကဘာဖြစ်သွားပြီဆိုတော့ already install ကြီးဖြစ်သွားပြီဒီ application ကအဲ့တော့ကျွန်တော်မလုပ်တင်လဲဆိုတော့ remove ပြန်လုပ်တင်တယ် remove app ပြန်လုပ်တင်တယ်ဟုတ်ပြီနော်အဲ့ကျွန်တော် remove command တုံးကြည့်မယ်ပေါ့နော် okay အဲ့ကျွန်တော်ကဒီမှာ install လုပ်လို့ရှိရင်ကျွန်တော်ရှေ့ပြီးသားကြီးပေါ့နော် already ဆိုတော့ခုနက error ကြီးတက်သွားတာပေါ့နော်အဲကျွန်တော် VPN ပိတ်လိုက်ယူရအဲဒီမှာရှင်းပြီးသားဥစ္စာတော့ကျွန်တော်တို့ဘာလို့လဲ remove ပြန်လုပ်ရမယ်အဲတော့ bench ပေါ့ bench aside ပဲ site လဲဆိုတော့ myerp.locl လို့ခဲအဲမှာကျွန်တော် force force ဘာလို့ခြင်တော့ uninni and install sta and install app ပါလဲဆိုတော့ hrms con bị cho nó cái chép hồ tì giả lá là không để được chép bán được nó hoài bây giờ ai làm đi ok cho nó pen step giả lâu bị lại mà nó pen cả cũng là vpn nhau lịch tuổi lúc thế này mà nó pen step giả lâu bị mà ok rồi cho nó pen khó bé pen chép โอเคအဲ့ဒါကြောင့်မာကြီးရပြီ local ကနေပဲ HRM ဆိုတာပြုတ်သွားပြီအဲ့ပြုတ်သွားပြီဆိုတော့ကျွန်တော်ပြန်သွင်းမယ်ပဲเนาะ install ပြန်လုပ်မယ်ပေါ့ခုနက VPN ဖွင့်လိုက်တဲ့အချိန်မှာ ban stack ကဘာဖြစ်လဲဆိုတော့ IP address က miss ဖြစ်သွားတယ် IP address ကခုနက192ဘာဖြစ်တဲ့ညာဖြစ်တဲ့ထွက်လာတယ်ခုန VPN ဖွင့်လိုက်တော့10ဘာဖြစ်တဲ့ညာဖြစ်တဲ့ဖြစ်သွားတော့ကျွန်တော်က connection ပဲဖြစ်ဖြစ်သွားတယ်เนาะ connection မရဘူးဖြစ်သွားတယ် install လုပ်ဟို get up လုပ်တဲ့အချိန်မှာ VPN လိုတယ် install လုပ်တဲ့အချိန်မှာ VPN ကိုပြန်ဖြုတ် ပြီးတော့ bank ကို bank ကိုပြန်ပြီးတော့ restart ပြန်လုပ်ဝင်နော် store ပြီးတော့ step ပြန်လုပ် store တာလွယ်ပါတယ်နော် control c နေလိုက် store သွားပါနော်ပြီးသွားပြီအဲကျွန်တော်သွင်းလို့ရပါတယ် HRMS အဲ့ဒါဆိုရင်ကျွန်တော် not set လုပ်မယ် migrate အဲ့လိုရှိနေဆိုတော့ကျွန်တော်က HRMS ထည့်ပြီးဆိုတော့ migrate လုပ်မယ် MIGRAT migrate အဲ migrate လုပ်လိုက်ရင်ကျွန်တော်မှာ၃ခုဖြစ်သွားပြီဘာလဲဘာလဲဘာလဲလဲဆိုတော့ fraud pay ရယ် ်ရပ်ပြီးနေစီရပြီးလို့ရရှင်ကျွန်တော်တို့အခုတွေ့တဲ့ HRMS ရအရာတော့ပြီးသွားပြီအဲကျွန်တော်တေချာအောင်လို့ကျွန်တော်ဒီ site ကို store လိုက်မယ်ပြီးရရှင် step ပြန်လုပ်မယ်အဲပြီးသွားပြီအဲဆိုကျွန်တော်တို့အပြင်ကိုထွက်တော့မယ်ကျွန်တော်တို့ရဲ့ browser ကိုသွားမယ် browser မှာ send တော့မယ်ကျွန်တော်တို့ home ကခုနကငကိုရဒီတိုင်းရှိတာပေါ့ဗျာနော်အခုပြန်ပြီးတော့ reset လုပ်လိုက် အမှ employee life cycle တို့ requirement တို့ shift and attendance ဆိုတာမျိုးတွေပါလာတာပေါ့ဗျာเนาะအဲဒါမျိုးလေးကိုသုံးလို့ရတယ်အာအဲရပြီ next net နေပေါ့เนาะအာပြောမှာဆိုရှင်တော်တော်လေးကိုအလုပ်ဖြစ်တယ်เนาะသူရဲ့ default မှာပါတာ ਨੇ ကျွန်တော်ကဒီ standard ပေါ့เนาะဒီ standard မှာအလုပ်ဖြစ်ပါတယ်သုံးလို့ရတယ်အာသုံးတဲ့နည်းလေးတွေကျွန်တော်မှတ်မယ်အတချို့ detail လိုချင်တာလေးတွေတော့ရှင်တော့ကျွန်တော်နည်းနည်းလေးပြင်ရတာပေါ့အဲအဲကျွန်တော်ကုတ်ကနည်းနည်းပဲလိုတယ်လို့ပြောတာ နော်ကုတ်ကလည်းအများကြီးမလိုဘူးနည်းနည်းလေးပဲလိုတယ်အဲ့တော့ကုတ်ပြင်မဲ့လူတွေ developer တွေကတော့ကျွန်တော်တို့ VM ပေါ်မှာတခုထပ်တင်တာပေါ့ဗျာနော်အဲ Visual Studio ကုတ်ပေါ့နော် VS Code ပေါ့နော်အကုန်လုံးသိကြမှာပေါ့နော် developer တွေကတော့ VS Code လေးတင်ထားပေါ့ဗျာနော်